အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့ဆရာမင်းလူရေးသားတဲ့သူစပင်နှင်းစီပွင့်တွင်နေဆိုတဲ့ဝတ္ထုရဲ့အပိုင်းနှစ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာသူစပင်နှင်းစီပွင့်တွင်နေအပိုင်းနှစ်နေနေခင်လက်ဆက်သောလေတွင်ကျွန်တော်ခန္ဓာကိုယ်သည် ရှင်ပါးစပြုလေပြီးအလွန်တောင်းတခဲ့ဘူးသောနေအောင်ကြီးသည် အသာအရေပေါ်သို့ဖြားကျနေသည်ဆောလွန်နေသေးသောကြောင့်ပူပြင်းခြင်းမရှိညကတမေးမြမိတ်ခဲ့ရပဲအိယာမထလာခဲ့သည်လုံးဝမိတ်နိုင်ခဲ့အလင်းရောင်ရသည်နှင့် အပြင်သို့လမ်းလျှောက်ထွက်လာခဲ့သည်အိမ်မှာလပည့်ရီဖြောတော့မီစိတ်ကူးပြီးမှ အတွေ့အမျိုးရောက်လာသည်လပည့်ရီဆိုင်မှာထိုင်လိုခြင်းပင်ဖြစ်လေသည်နက်နက်စောစောတွင်လပည့်ရီဆိုင်မှာထိုင်၍ နံပြားနှွေးကိုလက်ဖက်ရည်ဖြင့်တို့၍တို့၍မစားခဲ့ရသည်မှာကြာပြီပြီးတော့ကိုကြီးကောင်းနှင့်တွေ့ခြင်းသည် သူသည်ကျွန်တော်အချက်ဆုံးတငယ်ချင်းအကိုဆိုလဲဟုတ်သည်ကျွန်တော်၏ပညာရေးကိစ္စမှစ၍အချက်ရေးကိစ္စအထိသူကိုတိုင်ပင်သည် သူအကြံဉာဏ်ကိုတောင်းသည် သူပြောနေကြစကားတခွန်းမင်းဟာငါ့ဆီယာအကြံဉာဏ်တွေတောင်းနောက်တော့လေမင်းလုတ်ချင်တာဇွတ်တရွတ်လုတ်တာပဲမဟုတ်လား ဆိုသည်ကိုတတိယ၍လမ်းလျှောက်ရင်းပြုံးမိသေးသည်သူသည်ခုချိန်မှာကျွန်တော်တွေ့ကျင်ဆုံးလူတစ်ယောက်ဘာကြောင့်တွေ့ကျင်သည်ကို မစင်စားခြင်းတကယ်တော့လဲစင်စားကြရမလိုပါ အချိန်အတော်ပင်ကြောင်းကွဲကွာနေခဲ့သော အကိုလိုချစ်သောတငယ်ချင်းတစ်ယောက်ကို ခုနေခါတွေ့ကျင်သည်မှာတဘာဝကြပါသည်ထိုအကြောင်းပြချက်နှင့်ပင်လုံလောက်တန်ရာပါသည်ကိုတိကောင်းကိုတွေ့လျင် ကျွန်တော်တို့ထိုင်နေကြမိုးကြော်နိုင်လက်ဖက်ရည်ဆိုင်မှာထိုင်ပြီးစကားတွေအားရအောင်ပြောပြီးပြည်သားရလမ်းအတိုင်းလျှောက်လာခဲ့သည်ကျွန်တော်နေသော16ရက်ကွက်ကန့်ကော်ရိတ်သားလမ်းနှင့်ကိုကြီးကောင်းတို့ဇဝနရက်ကွက်သည်ဘတ်စကားတမတ်တိုင်းခြားသည်အရင်ကညနေတိုင်းလိုလိုကိုကြီးကောင်းအိမ်ဘက်သို့လမ်းလျှောက်ဖြစ်သည် အခုတော့နက်နက်စောစော မနေ့တုန်းကစိတ်လှုပ်ရှားမှုဖြင့်ရောင်ချာချာဖြစ်နေခဲ့သော ဘာကုံးမြမှတ်မှတ်သားသားတတိမပြုံမိခဲ့ကုမတတိထားကြည်ရတော်သည်မမြင်ရတာကြာပြီဖြစ်တော်မိမကလေးနှင့်ခွေးမနဲ့ဈေးဝယ်ထွက်လာကြတော်မိမကြည်ငယ်အားလုံးတို့သည် ကျွန်တော်မျက်စိထဲတွင်လှပနေကြသည်အစောကြီးနိုးနေပြီးအင်းရှိတွေမှထွက်ဆော့နေကြတော်ဖုံလိန်လိန်နှစ်ချေးတွဲလောင်းနှင့်ကလေးနှစ်ယောက်စသုံးယောက်စကို တွေ့ရ၏စိတ်ထဲတွင် ချက်စရာကလေးတွေဟုထင်သည် အမိုက်ပုံသားတွင်ရစ်တီရစ်တီလုံနေကြသော ခွေးလေခွေးလင်းခွေးဝဲစားတို့ကိုပင်ခဏမျှရက်၍စိတ်ဝင်တစားကြည့်မိသည်။အော်ခွေးတို့ကိုပင်ဒီလောက်အမတ်တရားရှိနေကြလျင် ဝင်ရောက်ကြွကြမီစဲစဲဖြစ်နေသော အတွေးကိုစွမိတ်၍မောင်းထုတ်ပြလိုက်သည်။သူမင်္ဂလာလမ်းဆောင်သို့ရောက်လာ၏။လမ်းကိုဖြတ်ကျော်ပြီး ညင်းဒီလန်ကလေးတိုင်းသွားသည်။နောက်တီရီအေယာလန်ကိုကြီးကောင်းတို့အိမ်နှကန်းတွေအင်္ဂလိပ်ရှေ့ရောက်တော့ကတကားကိုဖွင့်၍ဝင်သွားသည်။ညာဘက်ကအခန်းဒီကိုကြီးကောင်း၏အခန်းတကားတစ်ချမ်းဖွင့်ထားသည်။လေကားပေါ်နင်းတဲ့ရင်ကိုကြီးကောင်းဟုဟောခေါ်မိပြုစဉ်ဘသူနဲ့တွေ့ကျင်လို့ပါလဲ။ခေါ်တန်ကြား၍လက်ကြည့်သည်။အင်းရှိရေစီပိုင်းသားတွင်ထိုင်းနေရာမှာ ထရရလိုက်သောအမျိုးသမီးတယောက်ကို ခုမှတွေ့ရသည် စိတ်ထဲတွင်တမျိုးထင်မိ၍အတန်ငယ်ပြုံး၍"ဘောကိုကြီးကောင်းရှိလား"မရှိဘူးရှင်အိမ်မနေပြီထင်တယ်"ခမ ्या ဟုတ်ကဲ့ဒါကိုစိန်ွားတို့အိမ်မ"ဘောဒါဖြင့်ဟိုဘက်ခန်းကအိမ်ရှင်ဒေါ်မတ်တုတ်ကို ပြောတာလားမဟုတ်ဘူးခမ ्या ဒေါ်ပဲ" အဲ့ဒါတော့မသိဘူးရှင်ဆိုပြီးကြောင်တောင်တောင်ကြိတ်နေသည်ဘာတွေဖြစ်ကုန်ကြပြီလဲမသိတကယ်ပဲအိမ်မနေပြီလားဟုတည်တည်ချာချာပြန်ကြည့်ရသည်မမထိုချိန်တွင်ဘာကိစ္စရှိလို့ဘာလဲကွဲဟုမေးရင်မိမကြီးတယောက်ရောက်လာပြန်၏ဟိုဒီကအိမ်ရှင်တော်တော်ပါပဲကွယ်တော့ပဲလို့မရှိကြဘူးလားခမအေးကွယ် ဒေါ်တော်တို့ကဒီအိမ်ကိုဒေါ်ပဲစီကပြန်ဝင်လိုက်တာပါ။ဒါနဲ့ခမဒေါ်တော်တို့ဒီအိမ်ကိုဝယ်တော့ကဟိုဘခန့်ကကိုကြီးကောင်းအဲကိုကြီးကောင်းဆိုတာများရှိနေတုံးပဲလား။အင်းရှိတယ်ကွ။ဒေါ်တော်တို့ရောက်ပြီးတလားလောက်နေမှပြောင်းသွားတာ။ဘယ်ကိုပြောင်းသွားတာလဲမသိဘူးလားဒေါ်တော်။တည်တည်ချာချာတော့မသိဘူး။သူ့အလုပ်ကနေကိုပြောင်းရမှာမို့လို့တော့ပြောသွားတယ်။ဘယ်နေရဲ့ပါရဲ့တော့ပြောမသွားဘူး။ ။ဟောကျေးဇူးပါပဲခင်ဗျာ။ကျွန်တော်လှည့်ထွက်ပြီးပြုတ်ပြီးမှမေးလိုက်သည်။ဒေါ်ပေးတို့ကဘယ်ကိုပြောင်းသွားတာလဲ။123လမ်းလို့တော့ပြောတယ်အိမ်နံပါတ်တော့မသိဘူးကွယ်ရေချိုသည်ခိုက်ခိုက်တုံထမ်းတော့အောင်ချိုးပြလိုက်မြည်ဟုစိတ်ကိုသည်ရေဝအောင်မချိုးရတာကြာပြီခေါင်းလေးလျှော်မြည်တွင်းရေကိုရေပုံးချိုးဖြင့်ငင်းယူရသည် ုံဝိုင်းတွေကခြေသည်ခြေလင်းနေ၍ခြေထဲကိုလက်၌ခြေသည်အေးမြသော အတွေ့အထိစိတ်ထဲတွင် ခက်တစ်ခွက်လောင်းမယ်ခက်တစ်ခွက်လောင်းမယ်ခက်တစ်ခွက်လောင်းမယ်ခွက်ချနောက်ဆုံးဆိုသောအတန်များကို ကြားရောင်မိသည်တစ်သားပြားများကို ဆက်၍ပြုတ်လုထားသောလေးတောင်ခွဲအနာတစ်ဖက်ကို တထွာခန့်ရှင်မြေထိုးခွက်ဖြင့်ရေချိုးကြရသည် ရေသိမ့်မပါတခါတလေကန်ဆိုးသောအခါအောက်ခံပြင်းများကွာဟနေသော ခွက်ကိုရတတ်သည်ခက်လိုက်တိုင်းရေကညိုကြကုန်သည် ပုံစံဖြင့်ချိုးရသောကြောင့်ခက်ခက်ခွင့်မရှိငါးခွက်ဆို၅ခွက်၆ခွက်ဆို၆ခွက်အိတ်ကောင်ပေါ်ကြီးကိုမင်းမောင်လက်နှင့်အေဖီတို့ဝန်တာအားရပြေးလာကြသည်ကျွန်တော်ပခုံးကိုကင်သူကကင်လက်ဆွဲနှုတ်ဆက်သူကနှုတ်ဆက် ရှောက်ရှက်ခတ်သွား၏မင်းညကလေးကရောက်တာဆိုငါတို့ခုမှသိလို့လာတာကွာအေးကွာ မမတို့တောင် မနေ့ကမှသိတယ်ကျွန်တော်က ကိုကြီးကောင်းအိမ်မပြန်လာတော့ကအိမ်မမမကြီးတို့မမလေးတို့ရောက်နေကြပုံကျွန်တော်ကိုမြင်တော့ခါဖက်၍ငိုကြပုံကိုပြောပြသည်သူတို့သည်ကျွန်တော်ပြောပုံကိုငေးကြည့်နေရမှကိုမင်းကမင်းတော်တော်ဝလာတယ်ကွာ ဒီအိမ်မှာတွေ့လို့သာလမ်းမှာဆိုရင်ချက်ချင်းမှတ်မိမှာမဟုတ်ဘူးကျွန်တော်ကောင်းငိမ့်လိုက်သည်ခဏလေးကွာရေချိုးလိုက်ဦးမယ်ဆိုပြီးရေတပုံးထက်ခတ်သည်ရေပုံးကြီးဆွဲတင်နေသည်ကိုသူတို့ဝိုင်းကြည့်နေ၏မောင်လက်ကကျွန်တော်နာတိုးလာပြီးငါခတ်ပေးမယ်ကွာကျွန်တော်သူ့ကိုဆက်ခနဲလှည့်ကြည့်လိုက်သည်သူကျွန်တော်လက်ထဲကကြိုးကိုလာကင်၏ချက်ပါတယ်ငါဘာသာခတ်ချိုမှာပေါ့ ေးစမ်းပါကွာဟာဘလို့ဖြစ်တာလဲကွာငါကလေးမှမဟုတ်တာမဟုတ်ဘူးကွာခုနမင်းရေခတ်တာငါကြည့်နေတယ်မင်းကဝလာတာမှမဟုတ်တာမင်းအသားတွေပွတ်စီစီဖြစ်နေတာကွာ မင်းရေပုံးချိုးကိုဆွဲတင်နေတဲ့အခါအသားတွေတိတ်လှုပ်တာပဲပြော့ဖက်ဖက်နဲ့အေဖေကဝင်ပြော်သည် မောင်လက်သည် ကျွန်တော်လက်ထဲကချိုးကို အတင်းလုပ်ပြီးရေခတ်ပေသည်ကျွန်တော်က ုံထဲမှအစင်သင့်ခတ်ချိုရသည်မမေသည်နောက်ဖေးရေကပြင်းမှထွက်ရရင် ကျွန်တော်တို့လူတိုက်ကို ပြုံးချိနေလေသည်မင်းကြောင်းပြန်တက်ဖို့ကိစ္စဘယ်လိုလုပ်မလဲဖေဖေကမေသည်ကျွန်တော်နဲ့ပတ်သက်၍အိမ်မှာအစည်းအဝေးလုပ်ကြသည်ဖေဖေမမေမမကြီးမမလေးနှင့်ကျွန်တော်မမတို့၏ယောက်ျားများကျွန်တော်ယောက်ျားများကမပါကြ သူတို့ကတိတ်အေးမကြည့်ပါသဘောကောင်းသူများဖြစ်၍မမတို့ဆုံးဖြတ်ချက်အတိုင်းဖြစ်သည်လျှောက်လွာပြန်တင်ရမယ်ဖေဖေအထက်တန်းပညာဦးစီးဌာနမှာတမိစုံစမ်းကြည့်ပြီးပြီလိုအပ်ရင်တော့ပညာရေးဝန်ကြီးဌာနကို သွားကျင်သွားရလိမ့်မယ်တဲ့မမကြီးကပြောသည်ဖေဖေက ကောင်းတငိမ့်ငိမ့်လုံနေ၏မမလေးကဝင်ပြောပြန်သည် မမကြီးပြောသလိုဆိုရင်ဖြစ်နိုင်တာပေါ့ တကယ့်ကိုဟိုအထိတွားပြောရမယ်ဆိုရင်လေသင်ကလူရဲ့သူ့တငယ်ချင်းဦးလေးတယောက်ရှိတယ်။ဝင်ကြီးဌာနမှာတော့လူကြီးတွေကပဲကျွန်တော်ဝင်ပြောမိချန်သည်ဖေဖေကဥအောင်ပြောပြသွားသည်လူရိုးလှုပ်စင်တိုင်းတွားတော့ပေါ့ကွယ်ကိုကိစ္စအတွက်သူများကိုအကူအညီတောင်းရမှာအားနာစရာကောင်းပါတယ်မမေကဖေဖေကိုစက္ကနဲကြည့်လိုက်ပြီးဟိုကိုထင်ပေါ်ကလည်း သားចောင်းပြန်တက်ရဖို့ကအရေးကြီးဆုံးပဲဟာဖေဖေကပြောလိုက်သည်အေးကွာကြိလောက်တာပေါ့ဟုပြောလိုက်၏ကျွန်တော်ဒီတစ်ချိန်လုံးနားထောင်နေရမှစကားစပြောသည်ကျွန်တော်တခုစဉ်းစားမိတယ်အားလုံးကျွန်တော်ကိုဝိုင်းကြည့်သည်ကျွန်တော်ចောင်းပြန်မတက်တော့ပဲအလုပ်တစ်ခုခုဝင်းလို့ရင်ကောင်းမလားလို့ရုတ်တရက်အိတ်စိတ်သွားသည်ခဏမြကြာမှ ။"ဟိုမဟုတ်တာ။မမကြီးနဲ့မမလေးတို့ကတိုင်တူ"ဟဲဘယ်ဖြစ်မလဲ။ဖေဖေကမူ secret ကိုရှိုက်ပွားနေစေဖြစ်တော့ကြောင်းအတန်ချက်ချင်း ထွက်မလား။ပြီးတော့လေကျွန်တော်ကိုခိတမြစိုက်ကြည့်နေပြန်သည်။နောက်ခေပြော်၏မင်းအသက်22ဆိုတာငယ်သေးတယ်ကွာ။ကျောင်းပြန်တက်အောင်။ဟုတ်တာပေါ့။ဟုမမကြီးဝင်ပြောသည် ကျွန်တော်ကတိတ်ထုမယ်မထင်ဘူးဖေဖေအချိန်တွေအလဟတ်တက်ကုန်ခဲ့ပြီပြီကျွန်တော်အိမ်ကိုဆက်ပြီးဒုက္ခမပေးချင်ဘူးအိမ်ရဲ့စီးပွားရေးကလည်းတိတ်ကောင်းနေတာမှမဟုတ်တာမောင်ဦးဟုမမေခေါ်သည်ကျွန်တော်ထူသည်ဒီမသာမောင်ဦးစီးပွားရေးကိစ္စတို့ဘာလို့ပြောမနေနဲ့အိမ်စီးပွားရေးကအရင်ကလောက်မကောင်းဘူးဆိုတာမှန်တယ်ဒါပေမဲ့ မင်းကိုကြောင်းဆက်မထားနိုင်လောက်အောင်စိုးနေတာတော့မဟုတ်ဘူးဆိုတာဟာကျွန်တော်ဒီသဘောပြောတာမဟုတ်ပါဘူးမေမေယားဟိုကျွန်တော်အနေနဲ့အိမ်နဲ့ပတ်သက်ပြီးနေုံမေမေစကားမဆုံးသေးဘူးအခုဝင်ငွေရဆိုရင်အိမ်စရိတ်အတွက်တော့ပူစရာမလိုဘူးကျောင်းအတွက်ဖဲ့သုံးမယ်ဆိုရင်နည်းနည်းကတိမဲကျွန်တော်ဝင်းပြောဖို့ဟန်ပြင်းဒီကိုမေမေကလက်ကားပြပြီး အဲ့ဒါမင်းချောင်းစိအတွက်တလကိုမမကြီးက90မမလေးက90ထောက်ဖို့အားလုံးသဘောတူပြီ။ဟာမဟုတ်တာပဲ။ကျွန်တော်ဖဖေကိုလှမ်းချိန်သည်။ဖဖေကဘာမှမပြောပဲကျွန်တော်ကိုသာပြန်ဆိုင်ချိန်နေ။အဲ့ဒါကသူတို့ကိုယ်တိုင်ရှာတဲ့ပတ်စံမှမဟုတ်ပဲ။ပတ်စံမှလှက်ခနဲထွက်သွား၏။မမကြီးနဲ့မမလေးတို့သည်ကျွန်တော်ကိုဂျိုင်းတူဝိုင်းချလိုက်ကြသည်။ ။ဘာပြောတယ်မောင်။မမလေးပြောသည်။ဟုတ်တယ်လေမမလေးရဲ့။ဒီငွေတွေကမမလေးတို့တိုက်ရိုက်ပိုင်တဲ့ငွေမှမဟုတ်ပဲ။အိတ်ဆန်းမောင်။မင်းခုထိမမှတ်သေးဘူးလားရင်။ဘာမှတ်ရမှာလဲ။ပြောချင်တာစွတ်ပြော၊လှုပ်ချင်တာစွတ်လှုပ်။ဒီမှာ မင်းမမတို့စေတနာကိုစော်ကားဖို့မကြံနဲ့တိလား။မင်းကို ရှင်းရှင်းပြောရရင် မင်းရောက်ဖတွေက ဘလောက်သဘောကောင်းကြလဲဆိုတာမင်းသိပဲအဲ့ဒီတော့လူကြီးတွေက ကောင်းတယ်လို့စီမံတာကိုမင်းနာခံဒါပဲမမလေးကို ကျွန်တော်ဘာမှပြန်မပြောမိတော့မမကြီးကတော့ထုံးစံအတိုင်းညရေဝဲလာသည်ဖေဖေသည် အပိသက်စကားကိုဝင်ပြော၏ကဲခုနမင်းတို့အမေပြောတဲ့အတိုင်းအားလုံးသဘောတူပြီးကြပြီပဲကိုဘက်ကလည်းကြည်ကြည်နက်နက်ထောက်ပံ့ဖို့သဘောတူကြတယ်လို့သိရတယ် ီတော့ကြောင်းပြန်တက်ဖို့စီစဉ်ကိုမောင်းဦးလက်ခံလိုက်တော့မင်းအနေနဲ့ကိုအားကိုကိုပြီးအလုပ်လုပ်ချင်တယ်ဆိုတာဖေဖေချီးကျူးပါတယ်ဒါပေမဲ့လောလောဆယ်မှာတော့ကြောင်းပြန်တက်တာဟာအသင့်တော်ဆုံးပဲတကယ်လို့ကြောင်းကိစ္စအစမပြေဘူးဆိုရင်တော့အလုပ်ဝင်လို့တဲ့ရင်ဝင်ပေါ်ဟုတ်လားကဲဒီတော့အားလုံးကျေနပ်ပြီနော်ပြီပြီနော်မပြီးသေးဘူးဖေဖေမောင်ဦးကဟိုထဲမှာအနေဆင်းရဲအစာဆင်းရဲနေခဲ့ရတာ ီးတော့လူပေါင်းစုံနဲ့ရောရောနှောနှောနေခဲ့ရတာသူ့ကျမ်းမာရေးက စိတ်မချရဘူးယောဂါတွေပါတွေဟိုကကုကျင်ကုလာနိုင်တယ်စစ်စစ်ကြီးမှဖြစ်မယ်မက်ဒီကယ်ချက်ကလှုပ်စေခြင်း ਨੇ မမကြီးကငိုတန်ပါကြီးဖြင့်ဝင်ပြော်သည် ကျွန်တော်ရင်ထဲကနေငနေခံစားလိုက်ရသည် မမကြီးကိုဆန့်ကျင်သောစကားတစ်မျိုးပြောမထွက်နိုင်တော့သိနေသားမကြသေးဟုထင် ရုပ်ပိုင်းအရာကော စိတ်ပိုင်းအရာကောပုံမှန်ခြေနေကို ပြက်မရောက်သေးခြင်းကျွန်တော်ဒီအရင်ကပိန်ပိန်တွေ့တွေ့အခုတော့ဝဝပြဲပြဲဖြစ်နေသည်ဒါတော့ကိစ္စမရှိ မကြခင် အရင်လိုပြန်စစ်သွားလိမ့်မည်ခတ်တာကစိတ်ကျွန်တော်စိတ်တွင် အရင်လိုจิตတစ်ဇွတ်ရွတ်လှုပ်ချင်သောဉာဏ်တွေလျော့ပါလာသည်လွယ်လွယ်ကူကူအလျှော့ပေးခြင်းလာသည်စတိပြက်ကြန့်ခိုင်သောစိတ်တဲ့ချုပ်တဲ့လာသည် ကျွန်တော်ပြောင်းညံ့သွားပြီလားဟုကိုကိုကိုတန်တရားဖြစ်လာ၏ကျွန်တော်ကြောင်းပြန်တက်ဖို့ကိစ္စဂျမားရေးအတွက်စစ်စစ်ဖို့ကိစ္စကိုကြည်လင်တည်တာသည်ဟိုတုန်းကဆိုရင်ထိုကိစ္စသည် အကောင့်ထဲပေါ်လာလိမ့်မည်မဟုတ်ကျွန်တော်စွန့်ညင်းလိမ့်မည်သာ ကျွန်တော်လှုပ်ချင်တာကိုသာလှုပ်မည်မလှုပ်ချင်တာကိုမလှုပ် ကျွန်တော်စေတန်းအောင်တုန်းကဘေတက်ကတူရှောက်မည်ဆိုသောကိစ္စတွင် ကျွန်တော်သဘောနှင့်ကျွန်တော်လှုပ်ချင်တာလှုပ်ခဲ့သည် ခုတော့ပြင်ဒီလိုမဟုတ်ခဲ့ပါသုံးစံအတိုင်းမှုသာစောရကတက်ချင်းအိမ်ကို ဆန့်ကျင်မှုစူးစားခြင်းတို့ကိုသဘောလောက်ပြုလုပ်မိသည်မိမိဆန္ဒကိုငဲ့ညာလိုက်သည်ဖိဖိဆုံးဖြတ်ချက်ကိုသဘောတူလိုက်သည်မမလေးပြောသောစကားကိုတလီတဆာနားထောင်လိုက်ရသည်မမကြီးမျက်ရည်ဝဲသည်ကို မြင်သောအခါဝမ်းနေသလိုဖြစ်သွားခဲ့ရသည်ဟိုတစ်ချိန်က ခုလိုမျိုးဆန်းဆန်းကျွန်တော်ကြည်နေခဲ့ဘူးသည်တို့ရတွင်ဟိုဟာက တမင်ဟန်ဆောင်ပြီးနေကြည့်ခြင်းဖြစ်သည်အရွက်တိုက်ပြီးပြုတ်လောက်ခဲ့ခြင်းဖြစ်၍ခုနေဒီမှာကျွန်တော်ကိုယ်တိုင်က စိတ်ပါနေသလိုပင်စူးစား၍ထိန်ထားသည့်ဂျားတွေကလွတ်ခနဲလွတ်ခနဲဖြစ်သွားတတ်သည်အလိုက်တိုက်ပြောဆိုခြင်းလိုက်ရောညီထွေဖြစ်အောင်စူးစားလိုခြင်းတဟဇာတာဖြစ်အောင် နေထိုင်လိုခြင်းတို့ကို တခါတရံထိမ့်သိမ့်မရပဲပြုလုံးမေဤဒီပင် ကျွန်တော်ဤပင်ကိုစိတ်ထားဖြစ်လာပြီလားမသိထိုကဲ့သို့သောစိတ်မျိုးသည်ကျွန်တော်ထံတွင်ဘလောက်ကြောင်ဆက်ရှိနေုံမြည်နေဖြောက်ဖြဲ့၍မရတော့အောင်တည်နေမြည်လောအယိုးဆွဲသွားမြည်ကိုစိုးရင်လာသည်အိမ်ကိုရောက်ခါစားကအခေါ်တွေကိုစိတ်နေခဲ့သည်ကျွန်တော်နာမည်ရှိ မောင်တက်၍ခေါ်ကြသောအခါနားထဲတွင်တမျိုးကြီးဖြစ်နေသည် ဖေဖေတို့မေမေတို့ကမောင်ဦးဟု ခေါ်သောခါတွင်၎င်းမမတို့ကမောင်လေးဟုခေါ်သောခါတွင်၎င်းတငယ်ချင်းအပေါင်းအသင်းတွေကပေါ်ကြီးဟုခေါ်သောခါတွင်၎င်းကိုကိုမခေါ်သလို ကြောင်တက်တက်ဖြစ်ခဲ့ရ၏ညဆိုလျင် အိမ်မက်တွေမတ်တက်သည်အိမ်မက်ထဲတွင်ကျွန်တော်သည် အထဲကိုပြန်ရောက်ရောက်နေတတ်၏အထဲမှာတော့ကအပြင်ကအကြောင်းတွေကို မကြာခဏအိမ်မက်မှတ်ခဲ့သည်ထိုအိမ်မက်များတဲ့တွင် ကျွန်တော်ဒီအပြင်မှာလေပတ်သွားလာနေရသောအကြောင်းတွေအိမ်ကလူကြီးမိဘများအငယ်ချင်းများနဲ့တွေ့ဆုံစကားပြောရသောအကြောင်းတွေပါသည်အထူးသဖြင့်အစားအသောက်အကြောင်းတွေမကြာခဏမသည်တံပေါက်ထမင်းခောက်ဆွဲကြော်မုံရင်ကပေါင်မုံထောပတ်တုပ်ရေခဲမုံလက်ဖက်ရည်စသည်တို့တစ်မျိုးပြီးတစ်မျိုးတဝရပြဲစားရပုံ စားစရာတွေများနေ၍ဘယ်ဟာစားရမှန်းမသိဖြစ်နေပုံတွေပါဝင်သည် အကြည့်ကျဲနေမကောင်းဖြစ်သောကြောင့်ခမဲမဆာရအချင်းအဆက်မဆာရဖြစ်သောအခါမျိုးတွင်အိမ်မက်ထဲ၌ထိုစားတောက်တွေစားရကြောင်းမတက်သည့်သဘောမျိုးပင်ထူးခြားသည်မှာ အထဲကအိမ်မက်များမှာသွာလာလေပတ်စားတောက်ပြီးနောက်အထဲကိုပြန်ဝင်ရကြောင်းအဆုံးသက်လေးရှိခြင်းပင်ဖြစ်သည်ခုမဲ့သောအိမ်မက်များတဲ့တွင် ကျွန်တော်အထဲကိုပြန်ရောက်သွားကြောင်းမနေစင်မှာပင်လက်နိုးလာတတ်သည် ထိုကားကြောင့်မှ တကယ်မဟုတ်မှန်းသိ၍စိတ်သက်သာရကြသည်အိမ်ပြန်ရောက်ကစားကဆိုလျင်မနေ့စောကြီးမှာတန်းစီဆိုသောအတန်ကိုကြားရသည်ထင်ပြီးငောက်ခနဲထား၍ဆောင်းကြောင်ထိုင်မိခြင်းမျိုးဖြစ်ခဲ့သေးသည်ထမင်းစားသောအခါတွင်လည်းတစ်မျိုးထမင်းဖြူကို မစားနိုင်ပဲဖြစ်ခဲ့သည်ဤချင်းချင်းအယောင်ကို မျက်စိထဲဆွဲနေသောကြောင့်ထမင်းဖြူတွင် အစီနှင့်အနစ်မရှိဟုထင်သည် ူနဲ့နင်းဖွဲ့နဲ့မပါသဖြင့်တခုခုလုံးနေသည်ဟုထင်သည်ပါဇက်ထဲရောက်သည်နှင့်ဝါးစရာမလိုလောက်အောင်ပျော့စီစီနိုင်လုံးသည်ဟုတွေးမိဟင်းတွေကစီများနေသည်ချက်ရိုးချက်စင်အတိုင်းချက်သော ဟင်းတွေကိုနိုင်လုံးသည် ချိုလုံးသည် ချင်လုံးသည်ဆက်လုံးသည်ဟု ပြောမိသည် ပဟင်းကိုမူမစားခြင်းအောင် မုံသွားခဲ့လေပြီတဖြည်းဖြည်းတော့ပြုတ်ပြင်းလို့ရကောင်းပါရဲ့ နေသားကြသွားကောင်းပါရဲ့ဟုစိတ်ကိုဖြည့်၍နေရသည်လောလောဆယ်တွင်မူနေသားထိုင်သာမရှိသည်တော့အမှန်ပင်လိပ်စာရှင်ရှားမတွေ့ပါအိပ်ပေါ်တွင်တဆိုင်ရာမျိုး၏စားတိုင်းမှမှတ်ချက်ဖြင့်ကျွန်တော်စီပြန်ရောက်လာသည်ကိုကြီးကောင်းစီကိုထည့်လိုက်သော စာပင်ဖြစ်သည်ကိုကြီးကောင်းနေပြောင်းသွားပြီဟု သူငှားနေသောအိမ်မှတိခဲ့ရပြီးနောက်ဖေဖေတို့မမေတို့ကိုမေးကြည့်သည် ကိုကြီးကောင်းနေပြောင်းကနေလာရောက်နှုတ်ဆက်သွားသည်ဟုသိရသည် ထိုစဉ်ကဖဖေအိမ်မှာမရှိ၍ဘာမျှမသိလိုက်မိမိကမြိတ်လားတဝဲလားမသိဘူးကြောင်းမယ်လို့ပြောတာပဲဟုပြောသည် မောင်လတ်တို့ကိုမေ့ကြည့်တော့မြိတ်လို့ပြောတယ်ဟုဆိုပြန်သည်ထို့ကြောင့်မြိတ်မျိုးနဲ့တမဝါယမအတင်းမတဆင်ဟု၍လိပ်စာကပ်ပြီးပို့လိုက်သည်ခုလိုစာပြန်ရောက်လာခြင်းဖြစ်သည် ကိုကြီးကောင်းသည်မြိတ်မြို့မှာမဟုတ်ဘူးလားမြိတ်မြို့မဟုတ်တော့လဲတမဝါယမမှာမဟုတ်တော့ဘူးလားတမဝါယမဆိုတော့လဲအတင်းနှင့်ဌာနမတူဟုသိရသည်တို့ရတွင်ရင်းလိပ်စာတက်လိုက်တော့လဲအကယ်၍ဌာနမှဖြစ်နေလျင်သူတို့ချင်းချင်းလွှဲပြောင်းပေးပို့နိုင်လိမ့်မည်ထင်ပါသည်တို့မဟုတ်လျင်ကိုကြီးကောင်းသည်လူသစ်ဖြစ်နေသောကြောင့်မတိပဲရှိလေသလား ခီးထွက်နေရသောကြောင့်စာကိုလက်ခံမိသူမရှိလိုလားမဖြစ်နိုင်မှတ်ပုံတင်စာဖြစ်တော်လဲအခြားတယောက်ယောက်ကလက်မှတ်ထိုးယူထားလျင်ဖြစ်နိုင်သည် စာနှဆောင်ထည့်ရရမည်တမဝါယမအသင်းတို့တစ်စောင်းဌာနတို့တစ်စောင်းထိုစာများနှင့်ပူတဲ၍ကိုကြီးကောင်းအတွက်စာများကိုထည့်ပေးလိုက်မည်အကယ်၍ကိုကြီးကောင်းရှိလျင်ထိုစာများကိုပေးပေးရန် မရှိလျင် ကျွန်တော်ထံကျေးဇူးပြု၍ ကိုကြီးကောင်းဆိုသူမရှိကြောင်းပြန်ကြားရန်ထည့်ရရမည်စီစေရသည်ဝမ်းစေရသည်တွေးစေရမည်ကာလာဒါယောဂရှိမရှိ စစ်ဆေးခြင်းနှင့်ငှက်ဖျားယောဂအတွက်စစ်ဆေးခြင်းဖြစ်သည်နောက်ဓမ္မရရမည်မြောက်ကလာပဆေးယုံကြီးဘာလန်မွတ်စလင်ဆေးယုံကုဆက်ယောဂဆေးယုံတရားလေးငှက်ဖျားယောဂတိုက်ဖြည့်ရေးဌာနအစုပ်ယောဂကုဆေးယုံတို့ကိုတွားရသည် စစ်စစ်ချက်အားလုံးပင်ယောဂမရှိဟုထွက်ဆိုကြသည် ကျွန်တော်သဘောရဆိုလျင်ဒီလောက်ဆို လုံလောက်ပြီတို့ရတွင်မမေနှင့်မမတို့ကယောဂရှာဖွေရေးပါရဂူကြီးစီသွားစေခြင်းသည် ထို့ကြောင့်စစ်စစ်ထားသော စာရွက်စာတမ်းများတပ်မှန်များကိုယူ၍ဆရာဝန်ကြီးစီသွားရသည်လွယ်လွယ်ကူကူတွေ့ခွင့်ရသည်ကမဟုတ် ပထမတည့်ရက်တိုကင်သွားယူထားရသည် နောက်တည့်ရက်ကျမှဆရာဝန်ကြီးနဲ့တွေ့ခွင့်ရသည်ရှေ့ကလူလေး၅ယောက်ပြီးသောအခါကျွန်တော်လှည့်ကြသည်ဆရာဝန်ကြီးအခန်းထဲသို့ဝင်သွားသည်ဆရာဝန်ကြီးကကျွန်တော်ကို10မိနစ်15မိနစ်ခန့်စမ်းသပ်သည်ကျွန်တော်ယူသွားသော စစ်စစ်ချက်တွေကို ကြည့်ရှုစစ်ဆေးသည်မိကွန်လေး၅ကွန်မိသည်ထို့နောက်မောင်ရမှာယောဂရဲလို့တော့မမေရရမရှိပါဘူး ။ဒါပေမဲ့အဆုတ်ကို အားမရဘူး။အားနေနေတယ်။ယောဂဖြစ်နေတာတော့မဟုတ်ဘူးပေါ့။ဂယုမဆိုင်ပဲဖြစ်ထားလိုက်ရင်ယောဂဝင်လာနိုင်တယ်။ပြီးတော့မောင်ရင်တချို့ဗီတာမင်တွေ ချို့တဲ့နေတယ်။အထူးသဖြင့်အကောတစ်အဲဗီတာမင် C ပေါ့ကွယ်။ပြီးတော့ AD A ကွယ်အငယ်စေးစာရေးပေးလိုက်မယ်။ထိုးစေရောစားစေရောပေါ့။နေရဆရာဝန်တယောက်ယောက်စီမှာဖြစ်ဖြစ် ဒေတန္တရကျမကြီးစေကမ်းမှာဖြစ်ဖြစ်တွားထုတ်ပေါ်ဟုတ်ကဲ့ဆရာဆရာဝန်ကြီးဒီစေစရင်တွေခြေနေသည်ခြေရင်ကလည်းစေနာမယ်တွေကိုခတ်တိုးတိုးညွတ်နေ now ဘာစိတ်ကူရသည်မသိဘောပင်ကိုဆက်ခနေပြစ်ချပြီးကျွန်တော်ကိုမော်ကြည့်သည်အောက်ကိုငိုက်ကြနေသောညမှန်ကိုပင့်တင်လိုက်ပြီးဒါနဲ့မေးရအောင်မေးမောင်ရင်ကဒီဆေးတွေကို မှန်မှန်တော့မှန်မှန်ထိုးမှတေချာရဲ့လား မိကုံးကို ကျွန်တော်သဘောကျသွား၏ပြုံးပြီးခေါင်းငိမ်ပြလိုက်ရသည်မရဘူးနော်ပော့ပော့ဆတ်ဆတ်တော့မနေနဲ့မောင်ရင်ကိုခံအားနေနေတယ်ကြက်ကြက်မက်မက်လှုပ်စီခြင်းနဲ့မဖြစ်ခင်ကြိုတင်ကာကွယ်တာအကောင်းဆုံးယောဂဝင်လာမှဆိုရင်ဆရာဝန်ကြီးသည်စကားကိုမဆက်တော့ဘဲစီစီရင်ကိုဆက်ရည်သည်ပြီးမှထပ်မေးပြန်၏ဒါနဲ့မောင်ရင်ဘယ်မှနေတာလဲ 16ရက်ကွက်ပါဆရာဘယ်မြို့နယ်လဲတင်ကန်းကျွန်းလို့ပြောလေရတယ်တောင်ဥကလာပါဆိုရင်လည်းရပါတယ်ကြားပါဆရာ16ရက်ကွက်ဆိုတော့စပွဲကိုဘော့ပင်နဲ့ခောက်ရင်း10ရက်ကွက်ဈေးနဲ့နီးလားဟုတ်ကဲ့တိတ်မဝေးပါဘူးခင်ဗျာโอเคတန်ကေစားတဆောင်ရေးပေးလိုက်မယ်ဆယ်ရက်ွက်ဈေးနဲ့ညနေချင်းဆိုင်လောက်မှာအဲပရိသာယုံနဲ့တက်တက်လောက်ကြမယ်ထင်တယ် အဲ့ဒီမှာကုသစေကန်းဆိုတာရှိတယ်အဲ့ဒါအန်ကက်တပည့်ပဲတိတ်တော်တယ်သူ့စီသွားအန်ကက်စာပြလိုက်သူကုံဆောင်ရွက်ပေးလိုက်မယ်ဆရာဝန်ကြီးဒီစာတစ်စောင်ထပ်ရေး၍ကျွန်တော်ကိုပေးသည်ကျွန်တော်လည်းစာရွက်နှစ်ရွက်ကို ခောက်၍အိတ်ထဲထည့်ပြီးထွက်လာခဲ့သည်ထိုစာရွက်နှစ်ရွက်ကိုအသုံးပြုပြည့်မဖြစ်ဆိုသည်ကို ကျွန်တော်တယောက်တည်းသာသိလိမ့်မည်ပြန်ရောက်သောအခါမမေကစီ၍မေးသည် ကျွန်တော်ကဘာမှမဖြစ်ဘူးလို့ပြောတယ်ဟုသာပြန်ပြောလိုက်သည်ဖေဖေကမူဘာမှမဖြစ်ဘူးဆိုပေမဲ့အားစေးတော့ထိုးဖို့ကောင်းတယ်စားရင်လည်းစားပေါ့ဟုဆိုသည်ကျွန်တော်ဒီလူကြီးတွေမမြင်အောင်ချိန်၍ပြုံးလိုက်လေသည်နားဆင်ပေးခဲ့ကြတဲ့တို့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်လာမယ့်အပိုင်း၃ကိုလည်းစောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ